အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ဒီမေးခွန်းတွေကနိုင်ငံသားတွေတော်များများအားလုံးလို့လို့ကဒီမေးခွန်းတွေပဲမေးတာနော်အပေါ်မှာပြပေးထားတဲ့မေးခွန်းနော်အဲ့ဒီမေးခွန်းတွေပဲနိုင်ငံသားတွေအကုန်လုံးလို့လို့ကမေးကြတာဗျအဲ့ဒီမှာမသိလို့မေးကြည့်မယ်တဲ့ခုမြန်မာနိုင်ငံမှာဘယ်ဘာသာကတရားဝင်ကိုးကွယ်တဲ့ဘာသာကိုပြထမ်းထားသလဲတဲ့ကျုပ်တိကမြန်မာပြည်ကဗုဒ္ဓဘာသာတရားဝင်ပြထားတယ်ပဲ အနော်ဒါမင်းလက်ထက်ကတဲ့အဲ့တော့မြန်မာနိုင်ငံအနော်ဒါမင်းကြီးစပြီးတိဆောက်တဲ့အချိန်မှာတည်းကဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဗျဒါကတာမန်အားဖြင့်လူတွေရဲ့လူမှုရေးရှုထောက်ရတည်ထားတဲ့အသည့်ကျွန်တော်ပြောနေတာကဥပဒေရှုထောက်ရပြောတာနော်ဥပဒေရှုထောက်ရကြည့်လို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းမထားပါဘူး ုဒ္ဓဘာသာကိုတုံးချောက်တဲ့မှာပြောရတာကလူအများစုကိုးကွယ်တဲ့ဘာသာလို့အတိမဲ့ပြုထားတာနိုင်ငံတော်ဤဘာသာလို့အတိမဲ့ပြုထားတာမဟုတ်ဘူး362မှာကမော်စလင်ခရစ်ယာန်အစ္စလမ်နှကိုးကွယ်မှုလို့ဒီလည်းပဲဘာသာသာသနာတစ်ခုအနေဖြင့်အတိမဲ့ပြုသည်ဆိုပြီးတော့ပြောထားတာအဲ့တော့ဘာသာအကုန်လုံးကိုနော်ဒီမှာနိုင်ငံမှာ ရှိတဲ့ဘာသာတွေလို့လက်ခံထားတယ်လွတ်လပ်စွာ ကိုကိုယ်ကိုယ်ယုံကြည်ခွင့်နေအကုန်လုံးကိုဖွဲ့စည်းပေါ်မှာပေးထားတယ်။ဒါပေမဲ့2008တည်းမှာမြန်မာနိုင်ငံတော်ဤဘာသာကိုတရားဝင်ထည့်သွင်းမရေးထားဘူး။အဲ့ဒါကိုဒေါအောင်ဆန်းစုကြည်တို့ကလည်းသိတဲ့အခါကျတော့နော်ဥက္ကိုနီတို့ဒေါအောင်ဆန်းစုကြည်တို့သိတဲ့အတွက်ကြောင့်အခုလို့လှုပ်သွားတာပဲဗျ။နော်အဲမြန်မာနိုင်ငံကတော့တာမန်အဖြစ်ကြီးဗုဒ္ဓဘာသာနိုင်ငံလို့ခင်ဗျားတို့သိကြတယ်။အဲလိုအိန္ဒိယကိုကြည့်လို့ရှိရင်လေဗုဒ္ဓဘာသာနိုင်ငံလို့ခင်ဗျားတို့သိကြတာ တကယ်တော့မြေပြင်မှာတေချာသွားကြည့်လို့ရှိရင်အိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာကကွယ်ပြောက်သွားပြီရှိတော့ဘာသာပေါင်းစုံနိုင်ငံဖြစ်သွားပြီအိန္ဒိယနော်အဲ့တော့ခင်ဗျားတို့ကလူမွေးရှုထောင်းရကြည့်လို့မရဘူးတာမန်အားဖြင့်ကြည့်တော့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံပဲလူတိုင်းကသိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဥပဒေအရစကားတွေပြောလာပြီးဆိုဒေါ်စန်းစုကြည်တို့ NLD တို့ကအဲ့လိုလှုပ်သွားတယ်လေသူကဥပဒေရှုထောင်းရဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာအဖြစ်မရှိထားတဲ့ခါကျတော့ဗုဒ္ဓဘာသာကိုလိုက်တန်းကြီးကြတယ် အဲ့ဒါကိုကျွန်တော်တို့ကဥပဒေရှုထားကိုမသိတဲ့ခါကျတော့တန်းကြီးခံမခံဘူးဆိုပြဿနာရှာကြတယ်။သူတို့တန်းကြီးသွားတာကကျွန်တော်တို့မြမာတွေနားမလဲတဲ့အားနှစ်ချက်တစ်ခုကြောင့်သူတို့ကဗုဒ္ဓဘာသာကိုတခြားဘာသာတွေနဲ့တန်းကြီးသွားတာပဲဗျ။နော်။အဲ့တော့ဥပဒေအရဗုဒ္ဓဘာသာကြီးနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းမထားပါဘူး။ဘယ်ဘာသာအောင်မှပြဋ္ဌာန်းမထားပါဘူး။ခင်ဗျားတို့ NLD အရသာအစိုးရတက်လာ NLD တက်လာရင်ပို့တော်ဆိုးသေးတယ်။ခင်ဗျားတို့နောက်ကြကျွန်တော်ပြောမယ်တေချာနတ်တော်။နောက်ကြလာမယ်နော်။ လေဝါရာကိုလက်ကင်ပြီဆိုမိတိဘာသာမှာဗုဒ္ဓနိုင်ငံတော်ဘာသာပဲမပြား